ားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေများအလုံးမင်္ဂလာပါနော်ဒီကြိမ်တော့ပြုသွားတဲ့အပိုင်းပြီးဆုံးဖွဲ့ပြန်ပါနော်ဒီကြိမ်တော့ဒီကြိမ်တော့ပြုသွားတဲ့အပိုင်းပြီးဆုံးဖွဲ့ပြန်ပါနော်အဲ့ကျွန်တော်တို့တော့မပေါက်လိုက်ပါဘူးပေါက်လိုက်တဲ့တန်ကောင်းလိုက်တဲ့မိတ်ဆွေများအလုံးတက်ကွန်ကရစ်ကြီးလေးရှင်းပါပါနော် ျွန်တော်အချိန်20ရက်စပြီးတော့အမြန်တရီပြီးပြီးပြောနေပါတယ်ပေါ့နော်ဒီနေ့မှာတိတ်တိတ်ကိုလုံးပြောင်ထွက်ကိုထွက်မှာကိုလုံးပြောင်ထွက်ကိုထွက်မှာတိတ်တိတ်ကခုနှစ်လုံးထွက်ပြီးပြီးသုံးလုံးပြန်နေတယ်ပေါ့နော်အဲ့ဒီနှစ်လုံးကတော့ထွက်ကိုထွက်လာမှာကိုလုံးထွက်ပူပြီးတော့ဆယ်လုံးပြောင်ထွက်မထွက်ဆိုတော့ းလုံးကြည့်အောင်ဖြစ်တော့ထွက်နိုင်တယ်ဆယ်လုံးကြည့်မကြည့်ဆိုတော့မပြောတတ်ဘူးနော်ချဲဆို confidence ကိုယ့်ကိုယုံကြည်မှုနဲ့တိဆောက်ပြီးတော့အများရန်ကစားရတာပဲအဲကျွန်တော်ဒီဆောက်တဲ့အပိုင်းကတိတ်ကြည့်နေတာကိုလိုပြောင်းဖက်ကိုထွက်မှာဒီရှင်းလုံးတော့တိတ်ကြည့်တစ်နှစ်လုံးမှဒီနံပါတ်တစ်လုံးကအဲ့ဒါတံပြောက်ခဲ့နံပါတ်တစ်လုံးပေါ့နော်လာမဲ့လာတော့တိတ်ကြည့်နေပဲလာရှင်းလုံးမြောက်တိတ်ကြည့်တော့ထွက်သွားပြီပေါ့နော် တော့ကျန်တဲ့တိုက်စီနှလုံး၄ထိပ်စီ၃ရက်တိုက်စီကျန်ခဲ့တဲ့တိုက်စီနှလုံးပေါ့နော်၄နဲ့၃ရက်နဲ့ဒါရင်းနဲ့ပတ်သက်တဲ့တနေ့လုံးကစားခဲ့တဲ့ကဏ္ဍနေစိတ်ဝင်စားအတူတူထားပြီးလိုက်ကစားစီခြင်းမလေးပေါ့နော်ကိုလုံးမြောက်တိုက်စီကျန်တဲ့၃ချိန်ခြင်းမှာရောက်နေတဲ့တိုက်စီနှလုံးတွေကတလုံးဓာတ်ကလာမယ်ဒါကတော့ယုံကြည်မှုပြထားတယ်ပေါ့နော်အဲကျွန်တော်တို့ကဖြစ်နိုင်တာပဲပြောတယ်မဖြစ်နိုင်ပါဘူးဆိုတဲ့စကားပြောမပြောဘူးဘာလို့လဲဆိုကျွန်တော်တို့ကပေါက်ကနန်းရှာမပေါက်ကနန်းရှာဘူးပေါ့နော် ဒါကျွန်တော်တို့အယူဆပိုင်းပေါ့နော်ဒါတွေကလည်းအလားတူပြောမြောက်ပေါ့နော်သူ့ရဲ့တန်တရားစဝင်းလက်ပတ်တဲ့တင်းကနန်းတွေရဲ့အသွားလာတိုင်းပဲကျွန်တော်တို့ကပြောတာပေါ့နော်အခုကိုကိုယုံကြည်မှုလွန်ခဲ့တဲ့မှာလေကိုမကျင်မှုအဲ့လိုပဲကိုကိုကိုယုံကြည်မှုတိဆောက်ပြီးတော့အလုံးမလုံးတဲ့ထဲလေကျွန်တော်မပါချင်ကိုကိုယုံကြည်မှုလွန်ခဲ့ရင်လေစိုးကျိုးရှိတယ်ကိုကိုကိုယုံကြည်မှုမတိဆောက်နိုင်ရင်လေစိုးကျိုးရှိတယ်ယုံကြည်မှုဆိုတာ ကိုယ်တိုင်တိဆောက်ယူနိုင်အောင်ကောင်းပြန်နော်နည်းနည်းတော့ထွက်လာတဲ့တက်တိတ်စီးလေးပါတက်တိတ်စီးထွက်တဲ့အတွက် break တစ်ခုကမပြောက်နိုင်တော့ဘူးလို့ယုံကြည်ထားတဲ့မလာသေးတဲ့ break တစ်ခုပေါ့အဓိက shift break မပြောက်နိုင်ဘူးလို့ပို့ပြီးတော့ယုံကြည်မှုရှိတဲ့လမ်းကြောင်းလေးပေါ့တက်တိတ်စီးမဆက်တကြိမ်မှာကစားကွက်တစ်လုံးနဲ့ပဲတွေ့ကြိုက်မြတ်တက်လာအောင်ခဏကဘလို့မှရှာလို့မရအဲ့တော့လွတ်ပြလိုက်ဆက်သွားလည်းမတတ်နိုင်ဘူးနော် ကျွန်တော်အဖုံနေလို့ကျွန်တော်ထိုင်ကစားခိုင်းတာဆိုပြစ်ထွန်လေးတို့သတိတရတက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့ပြီပရိသတ်လေးကြိုက်တယ်ပြစ်ထွန်လေးတို့မမေ့ဘူးသတိတော့ပြလိုက်ပါရဲ့နော်အဲ့တော့ကျွန်တော်တို့ကိန်းကလန်းနေသွားတဲ့ဖြစ်စင်တိုင်းမှာကျွန်တော်ပြောခဲ့တာ69ခုနှစ်ကစတယ်ခန္ဓာဆက်ကုနေတယ်မှာထိတ်စီဒီကုလုံးပြောင်ထွက်တယ်ပျောက်တဲ့ထိတ်စီဒီလေးပျောက်ခဲ့တယ်10နှစ်ပြည့်87မှာထိတ်စီဒီကုလုံးပြောင်ထွက်တယ်ပျောက်တဲ့ထိတ်စီဒီနှစ်လုံးပျောက်ခဲ့တယ်92နှစ်မှာလေးတိုင်းမှာထိတ်စီဒီကုလုံးပြောင်ထွက်တာပျောက်တဲ့ထိတ်စီဒီ၃ရက်ပျောက်ခဲ့တယ် ဲ့နှစ်ပြီးတော့သုံးဆုံးနဲ့ခုနှစ်ရောက်ဒီနေ့ထဲမှာဆိုတက်ဆီဒီကိုလိုပြောင်ဖက်ကိုဖက်တယ်နှစ်ထည်စီတလုံးပြောက်ခဲ့ရေးဆုံးနဲ့ခုနှစ်ရောက်ပြီနော်တက်ဆီဒီကိုလိုပြောင်ဖက်တယ်ပြောက်ခဲ့တက်ဆီသုံးရထည်စီတလုံးပြောက်ခဲ့အဲ့တော့ဒီမှာ၅ဆုံးနဲ့ခုနှစ်ကျွန်တော်တို့အချိန်20မြောက်တယ်ကျွန်တော်ပြောခဲ့တယ်မှတ်တမ်းအဲ့၅ဆုံးနဲ့ခုနှစ်ရောက်ပြီတက်ဆီဒီကိုလိုပြောင်ဖက်ရမှာအဲ့အချိန်20ရောက်ပြီကျန်တာလဲ၅ချိန်ပဲကျန်တော့တာပြောက်နေတဲ့တက်ဆီဒီကျွန်တော်တို့အေးလေးတုံညာဆိုတက်ဆီတုံလုံးပြောက်နေတာအဲ့ဒီနှလုံးကလာမှာ ငါးချိန်အတွင်းမှာနှလုံးကလာကူလာအောင်လာကူလာအောင်ဒါကျွန်တော်ရဲ့ယုံကြည်မှုပေါ့နော်တခြားသူတွေရဲ့မလာဘူးလာတယ်ဒီလိုကကိုယ်အမြင်နဲ့ကိုယ်ပြောပေါ့နော်အခြားခြားသောပုဂ္ဂိုလ်တွေလည်းအခြားခြားသောဆရာတွေလည်းကုနီကွန်နဲ့ကိုယ်ပြောကြတယ်သို့တော့ပြည်သူ့မှာကျွန်တော်ပုတ်ခတ်လို့ရင်းနဲ့မရှိဘူးပုဂ္ဂိုလ်ကတော့ယုံကြည်မှုအများကြီးတိဆောက်တယ်အခုယုံကြည်မှုရတော့တိတ်တိကိုယ်လုံးပြောင်းထွက်ရမှာအဲ့တော့ရှင်းလုံးရောက်တိတ်တိထွက်သွားတယ်တရားနေတယ်လေးတိတ်စီတုံညာတိတ်စီကျန်နေတယ်ဒီထဲကကျန်တဲ့၃ချိန်ပြည့်မှာဒီချိန်လာကူလာဒါကျွန်တော်ရဲ့ယုံကြည်မှုပေါ့နော်အဲ့တော့လေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဒီမှာယူထားတဲ့မိတ်ဆွေများရဲရဲဝုံဆက်ပြီး like ရှိခြင်းပါတယ်ဒါလေးကိုအဓိကထားပြောပြခြင်းပါတယ်ပေါ့နော် like ရှိခြင်းပါတယ်ကျွန်တော်၃ချိန်နဲ့ကျွန်တော်ဒါလေးတိတ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာယူထားတဲ့မိတ်ဆွေများယုံကြည်စိတ်ချစွာဆက်ပြီးတော့ like ရှိခြင်းပါတယ်ပေါ့နော်ဒါလေးကိုအမှတ်တရဒီနေ့ချက်ဖို့နဲ့ဒီနေ့ပဲထပ်မှန်ပြီးတော့သတိပေးခြင်းနဲ့ပေါ့နော်ဒီလေးတိတ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော် like ခိုင်းခဲ့တဲ့တပတ်နှစ်ကွက်ယူထားတဲ့မိတ်ဆွေများမပြတ်မကွက်ဆက်ပြီးတော့ like ပါ ဒါလေးကိုတော့အထူးပဲသတိပေးကြပါပေါ့နော်ပြီးခဲ့တဲ့ပွဲမှာခုချေဥမှမရောက်လားနော်ပြီးခဲ့တဲ့ပွဲမှာဖတ်ပါလို့ပြောတာမဟုတ်ဘူးတိတ်တိတ်တလုံးကစားမယ်ဆိုရင်ရမ်းရမ်းရှိတယ်အလုံးမရှာမရဘူးအဲ့တိတ်တိတ်နဲ့ပတ်သက်တဲ့ခဏကြိုက်ကြအဲ့တော့ကျွန်တော်တိတ်သုံးလုံးကိုပဲအမှတ်ရလေးတိတ်တိတ်ကြိုက်ရင်တိတ်သုံးလုံးထိုးလို့ပဲတင်းထိုးတဲ့ထက်ထက်ကစားပါလို့ပဲပြောလိုက်တယ်နော်အဲ့ဒီတိတ်တိတ်ထွက်လာတဲ့အတွက်ရှစ်ပရိတ်မပြောက်တော့ဘူးယူဆိုင်တယ်မှာပါတယ်ပေါ့နော်ဒါလေးကိုပြည့်ပြည့်ကျင်းတယ်ပေါ့နော် စင်ကိုဆိုင်သုံးပေါ့စင်ကိုဆိုင်မသုံးပါနဲ့အကြိုက်ဒီမှာသုံးနော်အဲ့တော့ပြီးခဲ့တဲ့အချိန်ဒီ20ကြိမ်ဖြစ်နေတာ20ကြိမ်မှာကျွန်တော်တို့ကအများန်းစစ်တယ်20ကြိမ်ဆိုရင်20ကြိမ်ပြန်လန်းဖို့နော်ဒီလို69ခုနှစ်ကစတာအခု2025ရောက်ပြီအဲ့ဒီရောက်တဲ့အထိကျွန်တော်တို့ကစားကြတဲ့ထိပ်စီးတစ်လုံးအဓိကကျဲမှာထိပ်စီးကိုပြန်ပြောတာပေါ့နော်ထိပ်စီးတစ်လုံးရဲ့ရာဇဝင်အများန်းစစ်တယ်ကျွန်တော်တို့စစ်တယ်စစ်တဲ့အချိန်မှာ20ကြိမ်မှာထိပ်တစ်ထိပ်စီးတီအခုပြင်းလင်းကားလို့ထွက်သွားတဲ့ကနေမတိုင်ခင်တော့တစ်ထိပ်စီးတီနှစ်ကြိမ်မကြောက်ဘူးလား20ကြိမ်တန်းတန်းမှာ lý thị tôi nhất thị ngã thị tối thị tôi nhất thị nhất thị lý thị nhất thị sau thị xích thị tối thị cố thị sau trị xích thị ngã thị lý thị nhất thị rồi nhưng mà phần ba tôi sẽ chào rồi nó sẽ được chỉnh cho nên mà phần ba tôi sẽ chào để tôi để cái gì mà chào rồi nó sẽ giải bây giờ sẽ đó sau thị nhất thị nhất thị nhất thị ngã thị ngã thị sau thị nhất thị rồi bây giờ chỉ nhậu thì mà chào rồi cái này mà giải quyết được xích thị lý trị tôi nhất thị lý thị con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  thị ngã thị sau thị ngã thị xích thị lý thị ၆တိတ်၉တိတ်၉တိတ်၇တိတ်၅တိတ်၉တိတ်၈တိတ်၂တိတ်၃တိတ်၃တိတ်၉တိတ်၂တိတ်၆တိတ်၇တိတ်၇တိတ်၉တိတ်ဒီ၂၀တကြိမ်တန်းတယ်မှာပေါ့တိတိတ်က69ခုနှစ်ကစတာဒါ2025ဆို59နှစ်မြောက်နှစ်ကြောက်ဒီကလင်နာမှတ်တယ်မှာတိတိတ်က၂ကြိမ်နဲ့ကြာဘူးလားရှင်းမှာ၂ကြိမ်နဲ့ကြာဘူးလား၂၀တကြိမ်တန်းတယ်ဒါဆိုလို့ရှိရင်၃ကြိမ်မြောက်တိတိတ်စီကြာနိုင်လားဆိုကြာနိုင်တဲ့မက်သက်ကတော့တွေ့ ဲ့တက်တက်ကိုကြာမယ်ဆိုလို့ရှိရင်တက်တက်ကစားမယ်ဆိုရင်အဲ့တက်တက်နဲ့ပတ်သက်တဲ့ကစားပွဲဘယ်လိုမှရှာမရအောင်အကန့်ကျမှာပဲဘယ်လိုမှရှာမရအောင်တိုက်ဆိုင်မှုတွေရှိတယ်တက်တက်ကြာနေတဲ့နံပြောဒါပေမဲ့ဘယ်လိုမှရှာမရအောင်တက်တက်နဲ့ပတ်သက်တဲ့အဲ့ကစားပွဲအဲ့တော့ကံပေါ်လက်လွတ်လိုက်တာပေါ့နှလုံးနဲ့တော့ဘာမှလုံမရအောင်အဲ့တော့မှတ်တမ်းကဘာလဲဆိုတော့နောက်ဆက်တစ်ချိန်တိတိမှတက်တက်ကြာဒီမှာပထမတစ်ကက်ကြာဒုတိယတစ်ကက်ဒီမှာတစ်ကက်ကြာအဲ့ဒီနှစ်ကလုံးရဲ့ရာစုပေါ်မှာ နဆက်တကြိမ်တန်းတန်းမှာနော်နဆက်တကြိမ်တန်းတန်းမှာတိတိစီနှစ်ကြိမ်ပဲကြာခဲ့တာအခုကြာတဲ့အချိန်မှာသုံးကြိမ်ပဲကြာအဲ့ဒီမှာတူညီတဲ့မှတ်တမ်းကျွန်တော်စစ်တော့နဆက်တကြိမ်ညောင်းမှာတိတိစီဒီညမှာစကြာခဲ့ပြီဒါနှစ်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်85ခုနှစ်ပေါ့နော်အဲ့မှာမှတ်တမ်းတူရတယ်တွေ့တယ်ဒါတွေ့တယ်နဆက်တကြိမ်မှာတိတိစီကြာတဲ့အချိန်ပမာလို့ဒီညမှာတန်းတန်းမှာတိတိစီပမာလို့စကြာအဲ့ဒီတိတိစီအပေါ်အချိန်၄၀လုံးလုံးပျောက်ပြရမှာ နှစ်ထိပ်၃ရက်ထိပ်၃ရက်ထိပ်နှစ်ထိပ်၄ထိပ်ခုံထိပ်၃ရက်ထိပ်၄ထိပ်ခုံထိပ်နှစ်ထိပ်၈ထိပ်နှစ်ထိပ်၄ထိပ်နှစ်ထိပ်နှစ်ထိပ်၆ထိပ်၉ထိပ်၆ထိပ်နှစ်ထိပ်၅ထိပ်အချိန်နဲ့ဆယ်လုံးလုံးလုံးဝပျောက်သွားတာပျောက်ထားခဲ့တဲ့စနစ်ကနေမှဒီ၂၀ကျင်းရောက်မှတစ်ထိပ်စီဆိုတာစပြီးတော့ပေါ်တာအဲ့တော့ဒီ၂၀ကျင်းတန်းတန်းမှလည်းဒါပထမဆုံးစထွက်ခဲ့တဲ့တစ်ထိပ်ဒါဆိုဒုတိယတစ်ထိပ်ဒုတိယတစ်ထိပ်ဒီကြားမှာတစ်ထိပ်ထွက်တဲ့တစ်ထိပ်ဒီကျင်းရောက်မှဒုတိယမျိုးလာထွက်တဲ့၂၀ကျင်းတန်းတန်းအဲ့ဒီစနစ်တိုင်းပဲလာတာ ါဆို93ခုနဲ့တမ7ထိတ်3ထိတ်4ထိတ်2ထိတ်6ထိတ်5ထိတ်3ထိတ်5ထိတ်9ထိတ်4ထိတ်7ထိတ်2ထိတ်3ထိတ်9ထိတ်6ထိတ်3ထိတ်9ထိတ်9ထိတ်9ထိတ်တိတိအကျင်းနဲ့ဆယ်လုံးလုံးတိတိကပြောက်ပြီးဒီကျင်းကမှတိတိကပေါ်လာအဲ့တော့၂၀ကျင်းတန်းတန်းမှာတိတိနှစ်ကျင်းပဲထွက်ခဲ့အဲ့ဒီရာဇဝင်ရှိတယ်။အဲဆိုဒီကျင်းမှာတိတိကလည်းဒီပွဲလိုဟာမျိုးပြီးခဲ့တဲ့ပွဲလိုဟာမျိုးမှာ၂၀ကျင်းမှာတိတိကစားကျင်သလားစားကျင်တယ်အဲ့စနစ်ကလည်းသွားညီးတယ်ဆိုတော့တွေ့တယ် ဒီနှစ်ကတော့ဒါအထူးထောက်ပြစရာမလိုဘူးเนาะအကျဉ်း30လောက်တော့တစ်ထိပ်ပြောက်ဟာပုံစံတူတော့ဒီမှာရှိတယ်ဟာတစ်ထိပ်ပုံစံတူကတော့ရှိတယ်လို့အဲ့တစ်ထိပ်ကစားမယ်ဆိုရင်ဘာကဏ္ဍကစားမယ်ဘလို့မှရှာမယ်ပြီးရတဲ့ဘွယ်မှာကျွန်တော်အဲ့တစ်ထိပ်နဲ့ကစားကွယ်ဘလို့မှကဏ္ဍတစ်ပေါက်စိတ်ကြဲဖြစ်အောင်ရှာမရဒါမှရာဇဝမ်းတော့သွားတူတယ်လို့အဲ့ဒီမှာပြန်ပြီးတော့စဉ်းစားတယ်20တကြိမ်မှာဖရိတ်ရတဲ့ရှိကိုရှိရမှာချဲကဏ္ဍတကောချဲစနစ်ဆိုရှိကိုရှိရချဲမှာဒါဆိုရင်အကျဉ်း30လောက်လောက်နှစ်ထိပ်ကိုပျောက်တယ်20တကြိမ်ချက်မှာတစ်ထိပ် စပြီးတော့ပေါ်တယ်အဲ့ရှိမှလည်းတက်တက်ကမတွက်ဘူးပရမတ်ဆာထွက်တော့နဆက်တဲ့ချိန်မှာတွက်တယ်ပရမတ်ဆာတက်တက်ကြီးအဲ့လိုပုံစံတွက်တယ်အဲ့တက်တက်ကတော့ဆောင်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်သူပြီးမှ6ချိန်နဲ့တွက်ရိုက်နောက်တွက်ရိုက်ထားတာဒီတူညီချက်ရှိတယ်အဲ့လိုပဲအချိန်20မြောက်ဒုတိယညတက်တက်ပြီးတွက်တယ်သူ့ဘောအချိန်20လုံးပျောက်တာတက်တက်ဒီချိန်ချက်မှစပါဒုတိယမြောက်နဲ့ဆက်တဲ့ချိန်မှာဒုတိယမြောက်ထွက်တဲ့တတိယလေးဖြစ်တယ်။တစ်ချိန်နဲ့ချိန်သုံးချိန်လေးချိန်။သူပြီးမှလေ6ရက်နောက်တွဲရိုက်ထားတယ်။ဒီကောင်နဲ့တန်းတန်းမှာ။ဒါဆိုဒီကြားထဲမှာ20 20တချိန်မြောက်မှာတတိယကလုံးဝပျောက်တာ ဒါသုံးချိန်လောက်တစ်ထိပ်ထပ်မဆိုသူ့အပေါ်မှာအချိန်၃၀လောက်တစ်ထိပ်ကပျောက်ခဲ့တာဒီစနစ်တူပြီဒါဆိုသူ့မှာ frame ရှိမယ်ထောက်ကြည့်ဒီချိန်ဒီချိန်သုံးချိန်လေးချိန်၆ချိန်နောက်တွဲရှိတယ်နှစ်ပိတ်မှာဒီ၆ချိန်နှစ်တွဲနောက်တွဲနဲ့သူထောက်ထားတာဒါကိုထောက်ထားတယ်တစ်ထိပ်တော့လာမယ်ဆိုရင်ဒီ၂၀ချိန်မှာဒီကစားနည်းဒီအကောင်းဆုံးပဲစဉ်းစားတယ်အဲဒီတစ်ထိပ်မှာကျမ၆ချိန်အတွဲထောက်တယ်လို့ဒီမှာတစ်စီးထောင်သုံးလုံးပေါင်းချင်း၅လို့ထောက်ပြီး၅နဲ့၁နဲ့၆လို့ရိုက်မှာလား ဒီမှာလည်းတင်ကြီးချက်ကတက်ပြီပေါ့နော်ဒီသုံးလုံးမောင်းခြင်းဒီငါငါနဲ့ပြင်းနဲ့ထောက်ပြီး၆ရောက်မှာလားဒီမှာလည်းတင်စီထောင်သုံးလုံးမောင်းခြင်းငါလို့ထောက်တာတင်ကြီးချက်ရှိတယ်ငါတက်၆တိ၆ကိုဒီလိုဖြီးမှာလားတက်တက်ကြစားမယ်ဆိုရင်တော့ဒီစနစ်ဒီအားကောင်းဆုံးဆိုတော့20ကျွဲ့အားကောင်းဆုံးဆိုပြီးချမ်းပြန်ဆော်ရပါဒီစနစ်မြင်လိုက်အဲဒီစနစ်ကနေဒီကနန်းပေါက်လိုက်ရှာတယ်ဒီကနန်းဘယ်လိုထွက်ခဲ့တာလဲဒါဆိုဒီကနန်းဘယ်လိုထွက်ခဲ့တာလဲ ဲ့နှစ်ခုစုံမနဲ့ဒီမှာဘယ်လိုထွက်နိုင်လဲဘလို့မှရှာမရဘလို့မှရှာမရဒီနေ့ကျတော့တယ်မနေ့ကညဒီအဲ့ဖိုင်ကြီးကြည့်နေစေကြည့်နေတာဘလို့မှရှာမရဘယ်နှပေါ့အဲ့လိုရှာမရသလိုတခြားတခြားသောကစားကွက်တွေနဲ့လည်းပြီးခဲ့တဲ့အခုထွက်သွားတဲ့၂၀တချိန်မှာတစ်ချိန်နဲ့ပတ်သက်တဲ့အကျဉ်းဆုံးကစားကွက်ဘလို့မှရှာမရလက်လျှော့လဲကထွက်လဲထွက်မတတ်နိုင်ဘူးနော်တော့ဖိုင်ကစားရဆိုတစ်ဖိုင်လေးတော့တင်းထူးနည်းနည်းယူဆိုင်ထူးပေါ့နံပါတ်ကြီးတော့မှားလိုက်နော်ဘလို့မှရှာမရအကျိုက်လို့မှရှာမရ ကျင်းမှာစနစ်ရှိရဆိုဒါလေးကိုပြောပြတာဒီတလုံးနဲ့လည်းဘာမှလုပ်မရအောင်အမှန်ကန်ရိုက်တော့တဲ့ project တခုပဲဒါကျွန်တော်တို့ကျက်လောကမှာပလင်တန်းမှာနောက်တဲ့ project တခုအစ်စ်ကစားဖို့စဉ်းစားရတွေ့လာတဲ့ project တခုပဲပြောချင်တာကအဲ့ဒီပုံစံဒီကျင်းတစ်စလုံးလည်းပျောက်တယ်20တကြိမ်မှာတစ်ထိပ်စီပုံကျင်ရတယ်ဒီပုံစံတိုင်းရိုက်တယ်ဒီတစ်ထိပ်မှာထွက်လာပြီရှစ်ပရိထွက်ကုန်ထွက်တယ်မပျောက်ဘူး20တကြိမ်မှာဟိုက်မှာတစ်ထိပ်စီစထွက်တယ်ဒီတိုင်းရမှာလည်းဒါပရမလို့စထွက်တယ်တစ်ထိပ် နှစ်ပိန်မှာတည့်ရက်နဲ့ကရှစ်ပိန်လိုက်နေတယ်။ဒါကိုပြောချင်တယ်။ဖရိတ်တခုကစားဖို့နှစ်ပိန်ကစားကွက်မှာအကျိုးစော်ကြီးကျူတင်ပြီးတော့စဉ်းစားလို့ရအောင်ပြည့်ပြတ်ထားချင်တယ်။တစ်ထိတ်ကဒီလိုပုံစံမျိုးနဲ့အချိန်နဲ့ဆယ်လုံးလုံးပြောက်တယ်နဲ့ဆက်တစ်ချိန်မှာလည်းပရောင်းဆတ်ထွက်တဲ့တစ်ထိတ်ဖြစ်တယ်။အဲ့လိုမှထွက်ရင်အပိန်မှာတည့်ရက်နဲ့ကရှစ်ပိန်နဲ့ပိတ်နေတယ်။ဒီပုံစံတိုင်းနဲ့၆ရှစ်အတွက်ဒီမှာတက်တဲ့ထောက်ဒုတိယမြောက်နဲ့ဆက်တစ်ချိန်တန်းရမှာဒုတိယမြောက်တစ်ထိတ်ဖြစ်တာ။အချိန်နဲ့ဆယ်လုံးပြောက်ခဲ့တာဒီတစ်ထိတ်အဲ့လိုမှတိုက်ခဲ့ဟဲ့အပိတ်မှတည့်ရက်နဲ့ရှစ်ပိတ်နဲ့နှစ်ပိတ်ကိုထွက်နေတယ် ဒါဆိုတတိယကဒီပုံစံတိုင်းမှာအခုတစ်ထိတ်ထိတ်ကစားသွားပြီဒါကျွန်တော်တို့ကလင်နာမှာနောက်ထပ်ဆိုရင်ရောတစ်ခုအစ်စ်တစ်ခုထပ်ရတာပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ရှစ်ရက်စနစ်တိုင်းမှာ20ကြိမ်မြောက်မှာတတိယမြောက်တစ်ထိတ်စီထွက်တဲ့ဖြစ်စဉ်လည်းဖြစ်တဲ့ bonus အကျဉ်းစဲလုံးလည်းလုံးဝပျောက်သွားတယ်အဲ့ဒီအတွက်20ကြိမ်မှာဒီတစ်ထိတ်ခံခဲ့ရင်ရှစ်နှစ်ကက်မှာအပိတ်မှာရှစ်ပြိမ့်နဲ့ပိတ်နေတာဒါဆိုရင်ဒီ3ကြိမ်ဒီ3ကြိမ်ဒီကြိမ်ကျမှာရှစ်ပြိမ့်လားပိတ်မှာလားဒီကြားထဲမှာလားထွက်အောင်မှာလား သတိထားပြီးတော့ရှစ်ပိတ်နဲ့ပတ်သက်တဲ့ဟာလေးအမှတ်ရလေး22ကျင်း23ကျင်းမှာမထွက်ခဲ့ဒီကျင်းရတာရှစ်ပိတ်အခုတက်တဲ့ဒီတစ်လုံးနဲ့တွေ့လို့ပြိတ်တစ်မျိုးနဲ့တွေ့ရတယ်ချဲပေါက်မရဘူးပြန်နော်ဒါကြိုတင်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများဝါသနာစုတငယ်ချင်းများပေါ့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေပေါ့ကြိုတင်ပြီးတော့စဉ်းစားနိုင်ပြီခရင်ကတော့ခင်းသွားတယ်နော်ဒါလေးကိုအမှတ်ရပြောပြတာနော်တက်တဲ့နေ့အမှတ်ရပြောပြတာဒီလိုနေ့ပြောမှမှတ်ပြီးပြတာဒီလိုနေ့ပြောမှမှတ်ပြီးပြတာအဲ့တော့ဘယ်ရှိဘယ်လိုပုံစံလာမလဲဒီနှစ်ထဲမှာ ီဘရိတ်ရှင်မပြောင်းနိုင်ဘူးလို့ယူဆတယ်လို့ဒီနေ့ဆက်မှာဘရိတ်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းလေးတလုံးလိုက်နေတာဒီနေ့ဆက်မှာကျွန်တော်တို့ပြောတယ်လေးဒီတိတ်သိနဲ့နောက်လုံးပေါင်းလေးနဲ့ဘရိတ်ရှင်ထွက်ဖို့ရှိရည်ခဏခဏပြောဦးတယ်လေးနောက်ပိတ်နဲ့ရှင်နှလုံးပေါင်းလေးနဲ့ဘရိတ်ရှင်ထွက်ရည်သုံးလေးငါမျိုးလောက်ရှိတယ်ခဏခဏပြောဦးတယ်အဲ့ဒါမျိုးတိုက်ဆိုင်တဲ့ကဏ္ဍဒီပိတ်မှာကဏ္ဍဒီကဏ္ဍချထားတယ်အဲ့လိုဖြစ်တဲ့နေ့ထက်မှာဘရိတ်ရှင်နဲ့ပတ်သက်ပြီးတော့ခုန်ခုန်လေးဆိုပြီးပတ်လေးကဏ္ဍတစ်ပေါက်လိုက်ထွက်နေတယ်အဲ့လိုဖြစ်စဉ်နဲ့ဖြစ်ပြီးအဲ့ဒီနေ့ထက်မှာ ခွန်ခွန်လေးဆိုပြိရှိကနေတပတ်အဲ့လိုမပြတ်မကွထက်တယ်ကဲကျွန်တော်ပြောချင်တဲ့ရည်ရွယ်ချက်ကဒါပဲဒီ၃ချိန်မှာကျန်တဲ့၃ချိန်မှာဒီခွန်ခွန်လေးအာပြိထားကစားကြပါကိုစိတ်ဝင်စားလို့သုံးပါစိတ်ဝင်စားရင်မသုံးကြပါနဲ့စိတ်ဝင်စားခဲ့မယ်ဆိုရင်ဒါလေးကိုသတိထားကစားကြပါလို့အမှတ်ရလေးချက်ဖွင့်နေနေမှာအမှတ်ရလေးပြောပြချင်လို့ဒီ live ကိုတက်ပြောပေးတာနော်အဲ့တော့ခုနပြောလို့ပဲထိပ်စီတစ်လုံးနဲ့ရရင်လည်းဘာမှလုပ်မရဘူး။ပေါက်ကလန်းဖြစ်နေတာ ဒါဆိုရင်ဒီမှာလည်းပရိတ်တလို့ဒီကြားထဲမှာမှမဖြစ်ခဲ့ဒီက10ပရိတ်ဒီတိတ်သိမှဒီလိုတွေ့ဒီ10ပရိတ်ကိုမကစားရစရာအကြောင်းမရှိအဲ့ဒီ10ပရိတ်တွေပရိတ်တခုလည်းရအောင်လည်းချက်ပေါက်မရအောင်နော်ကဏ္ဍသုံးလုံးတူအောင်ထိုးနိုင်မှပေါက်တာဒါလေးကိုကြိုတင်ပြီးစဉ်းစားလို့ရအောင်အမတ်ကြီးကပြောပြတယ်မထွက်လာလေးတဲ့ပရိတ်ရှိတယ်ပရိတ်ထဲမှာပရိတ်ရှိတမျိုးပဲကျန်တော့မထွက်တာအဲ့တော့ဒီမှာလည်းဒီဖြစ်စဉ်တိုင်းလည်းအဲ့ဒီနဲ့တည်းမှာကဏ္ဍဒီဂရမ်ပရိတ်ရှိနဲ့ပတ်သက်ပြီးတော့ခုံးနှလုံးနဲ့လေးတလုံးနဲ့ကဏ္ဍဒီကဏ္ဍဒီကဏ္ဍလေးကပြူပြပြထွက်နေတယ် ဒီမှာလည်းဒီတိုင်းအဲ့လိုထွက်တဲ့နှစ်ထဲမှာခုနှလုံးနဲ့လေးလုံးနဲ့ basic နဲ့တစ်ကွက်ထွက်နေဒါဆိုသုံးကြိမ်ပဲကျန်တော့တာတကြိမ်ရောမှထိုးမှသုံးကွက်တထောင်ဖို့လိုက်ထိုးမှတကြိမ်သုံးတော့သုံးကြိမ်ထိုးမှ900ထွက်ခဲ့ရင်ငွေ900နဲ့ပတ်စံ5သိန်းနဲ့လဲလို့ရတယ်အချိန်ညို့ဒါကလည်းစနစ်အကောင်လို့ဒီကနေ့ကနေ့ဒီကနေ့ဆိုကျွန်တော်ပြောခဲ့တယ်ကျွန်တော်အဖို့ကနေသိတယ်ဒါလည်းစနစ်အကောင်လို့ကျွန်တော်ရဲ့ live တွေအများကြီးကြည့်ရလို့ဆိုကျွန်တော်အများကြီးပြောခဲ့တယ်စကားရှိတယ် လေးတလုံးနောက်နှလုံးပေါင်းလင်းတဲ့ပြိရှိလေးတိတ်ကြီးနဲ့လေးနောက်ပိတ်ရှင်းနှလုံးပေါင်းလင်းတဲ့ပြိရှိတစ်ချိန်ဖက်နိုင်တဲ့စနစ်ငါးမျိုးချောင်းမျိုးတော့ရှိတယ်ကျွန်တော်တော့၃မျိုးပြဘူးလေဒါနဲ့လည်းတိုက်ဆိုင်နေတဲ့အခြေအနေလေးဖြစ်လို့ဒါလေးကိုအမှတ်ရတက်ပြောပြီးတာနော်စိတ်ဝင်စားလို့သုံးပါစိတ်ဝင်စားရင်သုံးပါနဲ့နော်အဲ့တော့ခုနပြောတဲ့စကားလို့ပေါ့နော်အကျိုးအဖြစ်လူတယောက်ကကိုယ့်ကိုယုံကြည်မှုရှိကိုရှိရတယ်ယုံကြည်မှုလွန်ကဲသွားရင်စိုးစိုးကြီးဖြစ်တတ်တယ်ငါတိတာအမှန်ငါတိတာအမှန်ဆိုတဲ့ဆုံးဖြတ်ချက်ကြီးကို အဓိကလက်ကင်ထားပြီးတော့တစားသွားရင်စုကျူးတွေဖြစ်တတ်တယ်။အဲ့လိုလေကိုယ့်ကိုယ်ကိုယုံကြည်မှုတိဆောက်မထားရင်လည်းဘယ်ဟာသူတိရဖြစ်ဘူးဟိုကကောင်းလို့လို့ဒီကကောင်းလို့လို့ဟိုကဖြစ်နေလို့ဒီကဖြစ်နေလို့နဲ့စုကျူးတွေဖြစ်တတ်တယ်။အဲ့တော့ confidence ကိုယ့်ကိုယုံကြည်မှုအများတိဆောက်ကိုယ့်ယုံကြည်မှုကိုကိုပြန်မတက်ရဘူး။အလေးပဲတော့ဒါပဲ။ဒုတိယအောင်မြင်တဲ့သူကိုယ့်ကိုယုံကြည်မှုအများရှိကိုရှိနေရမယ်။ကိုယ့်ယုံကြည်မှုကိုကိုပြန်မတက်ရဘူး။အလေးပဲဒါပဲ။ကျွန်တော်ပြောချင်တာ။အဒီမှာတွေ့လိုက်တယ်။အဒါတော့ဒီလိုအတွေ့အမြင်နောက်တဲ့ကအနောက်တဲ့ကတွေ့မှာဒါမှမဖြစ်နိုင်ဘူး။အဲ့လိုမလုပ်ဘူး။အဲ့လိုမလုပ်ဘူး။ အစရထပ်ခတ်ခတ်စိတ်ယုံကြည်မှုတိစမကလောက်ရလုံးဝမကကလားစုကစားကျွန်တော်စပြီးခဲ့ပေါ့ဒီတက်ထိတ်ဒီပုံစံနဲ့မြင်မြစ်ကြီးမှန်ပါလေကျွန်တော်အဖေကလည်းပါတယ်မြစ်ကြီးတက်တဲ့ပတ်ဒီဘာတစ်ခုမှမပြောတက်တဲ့ရေးကြည့်ကြဘာတစ်ခုမှမပြောဘူးပြောဘာလို့ကျွန်တော်စိတ်ကြိုက်ကနန်းကိုတဲလို့ကလုံးဝမရအောင်ဘလို့မရှာမရအောင်မပြောကုန်မပြောလိုက်တဲ့ကျွန်တော်ကလည်းမမကထက်မှလည်းထက်လည်းမပြီးကျွန်တော်ကလည်းမထူတက်တဲ့ပတ်တက်တက်တဲ့တက်ထိုင်လို့ပဲပေါ့နော်ထိုင်ဆက်ွက်ထိုးတော့ဒီတက်ထိုင်လို့ view site ကစားရလို့ဒါလေးတော့မရုပ်မလုံလေးတော့ပြောတယ်တက်ထိတ် ကြောင်းတရားအချင်းမှာစနစ်ရှိတယ်ဆိုတာလေးကိုအဓိကထားပြောပြတာပါအင်တန်ကောင်းတဲ့စနစ်တစ်ခုပဲလာသွားတာ22ပြင်းမြောက်မှာပမာဆုံးတိထိတ်ကြီးထွက်တယ်ထွက်တဲ့အချိန်မှာသူ့ဘောချင်းနဲ့ဆယ်လုံးအိုက်တိထိတ်ကြီးကပြောင်းအိုက်တိထိတ်ကြီးဖက်ဖို့တစ်ကောင်းတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်မြောက်မှာ၆၀နောက်တဲ့ကလင်နာမှာဒါလည်းပမာဆုံးဆက်ဖြစ်တယ်ဒီအတွက်ဒီသုံးတဲ့ပဲရှိတယ်ဒုတိယမြောက်22ပြင်းမြောက်မှာတိထိတ်ထွက်တယ်အချိန်20မှာတိထိတ်လုံးလုံးပြောက်ခဲ့20ချိန်မြောက်မှာဒီတိထိတ်ပေါ့20ချိန်တန်းတန်းမှာလေဒုတိယမြောက်တိထိတ် သူနဲ့ဆောင်းတန်းတယ်မှာ6ရက်နောက်တည်းဒါဒုတိယမျိုးထောက်တာဒီလို6ရက်နောက်တည်းထောက်တာလုံးကပဲရှိ6ရက်နောက်တည်းတဲ့နော်ဒီမှာလည်းဒီတိုင်းပဲအတိကြဝင်သွားချိန်20လုံးတစ်ထိပ်စီပြောက်တယ်20ချိန်ကျမှတစ်ထိပ်စရိုက်တယ်20ချိန်ပြောက်ဒီလိုတန်းတန်းမှာလည်း3ချိန်ပြောက်တစ်ထိပ်စီဖြစ်နေဒီမှာလည်းထောက်တယ်6ရက်နောက်တည်းမပြောလိုက်ဘူးပြောလိုက်ကော်ပိုရိုက်တင်ပြောက်လို့မပြောလိုက်မပြောလိုက်အနမ်းပေါ်လည်းစိတ်ရိုက်ရှာထွက်သွားလည်းမတတ်နိုင်ဘူးဆိုတာတစ်ထွက်သွားမှ ဒါထွက်သွားပြီဒီစနစ်တိုင်းအောင်လေလို့ပြောမထွက်ခင်မှာတော့ဒီစနစ်ရပြီလို့ဖြစ်နိုင်တယ်ဆိုတဲ့အတွေ့အကြုံရှိတယ်။တိတိသေးသေးနဲ့ကနန်းပေါက်သွက်ွက်စိတ်ဝင်စားလောက်အောင်ဘလို့မှရှာမရမနေ့ကညထိရှာရည်တယ်နော်ကျွန်တော်ဆိုရှာလို့မတွေ့ဒါကြောင့်မပြောလိုက်ပြောလိုက်ကော်ပီလိုက်တယ်လည်းများလို့ပတ်လို့မှလည်းခြံကြတယ်မမမှလည်းခြံကြတယ်ပေါက်ဖို့လို့တင်ကြိုက်သူမျိုးပြောလို့ရတယ်ကျွန်တော်ပြောချင်တာကျွန်တော်ရဲ့အဖွဲ့ဝင်တွေအဓိကထားပြောတာဒီရှစ်ပရိတ်ပြောင်းနိုင်လားမပြောင်းနိုင်လားပြီးကြတဲ့ပွဲမှာလည်းတန်တရားတွေလည်းပြောနေတယ်ရှစ်ပရိတ်ကြိုက်ဘူးလားကျွန်တော်မင်းနေတော့ စိတ်မရတဲ့စိတ်လည်းမပေါဘူးဒါနဲ့ကျွန်တော်မမကတက်မှာရှစ်ပြိလေးလေးသုံးရဆိုဒီဘက်ထည့်ကစားတယ်ကျွန်တော်ပြောကျွန်တော်လေးထည့်ကြိုက်တော့လေးလေးငါဆိုပြီးအဓိကတဲကစားတယ်ဒါလေးလေးငါဆိုရင်တော့မောက်ကဖြစ်ရတာပေါ့တဲလေးငါဆိုတော့ကျွန်တော်တို့နိုးတာပေါ့နော်ဒါပါပဲနော်အဲ့ဒီမှာဒီခွန်ခွန်လေးပတ်လေးလေးနဲ့ပတ်သက်ပြီးတော့တခြားတခြားသောကိုယ်နဲ့တိုက်ဆိုင်တဲ့အမြင်တွေရှိရင်ဒီကနန်းလေးသူ့အာရုံစိုက်ပါလို့ဒါလေးပြောပြတယ်တက်ပြောပြတာနော်သူအားလုံးပဲကြိုက်တော့မကြိုက်မသုံးနဲ့ ဒီဆရာဒီပုံစံဒီပုံစံဒီလူဒီလူတွေခေါ်နေတယ်ပြောတာငါအချိန်ကုန်ခံတယ်အချိန်ကုန်တယ်မကြိုက်ဘူးဆိုတော့ဘာမှဝင်မကြည့်ပါနဲ့နော်ဒါကိုပြောတာနော်အတက်ဘူးမှမကြည့်ပါဘူးနော်ဆဲသဘောသဘောအတက်ဘူးမှမကြည့်ပါဘူးစိတ်ဝင်စားဖို့ကောင်းပါဆက်ပြီးလေ့လာကြည့်ရအောင်နော်ဒါဒီ ship rate နဲ့ပတ်သက်ပြီးတော့ဒါသူကတော့ဒီလိုပုံစံရရင်နှစ်ပိတ်မှာ ship rate ပုံစံပိတ်နေတာဒါလေးကိုသဘောကျလာပါဒါလေးကဆက်ပြီးပြီးလို့ကောင်းလာပြီပေါ့နော်ဒီမှာတိတ်ထိတ်လို့ရတယ်နှစ်ပိတ်မှာ ship rate ရိုက်တယ်အဲ့တော့နှစ်ပိတ် ship rate ရိုက်တာလေဒီ ship မှာတကယ်ရိုက်ကြည့်တယ်ဒါတော့မရှိခဲ့ဘူးနော် ကျန်တဲ့ရှိပိတ်ကမရိုက်ဖူးသေးဘူးတာရှိပိတ်ကရှိမှ၃ကရိုက်ပြီးပြီတို့တော့ဒီကက်နဲ့ဒီကက်နဲ့ကရှိပိတ်ရိုက်တာသူလည်းကျန်တဲ့ရဲမှာရှိပိတ်ကျွန်တော်လည်းမျက်စိသမားဆိုရှန်ရှန်ပေါ့နော်မတွေ့ဘူးသူဒါကြောင့်အနှစ်ပိတ်မှာရှိပိတ်ကလေးလေးသိမှသာကြာပြီးချက်ဆိုတော့ဒီကြိမ်စောရင်စောရင်နောက်ကြရင်နောက်ကြတယ်အတိကျထွက်တယ်ဆိုအတိကျလုတ်တယ်ဆိုရှားပါတယ်နော်အဲ့တော့ရဲမှာဒီရှိပိတ်ချူကြီးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်စဉ်းစားဖို့ရအောင်ရုပ်ပြီးတာတိုင်လုံးရဲမသုံးနဲ့နော်အဲ့လိုပဲကျွန်တော်2026ကနံပါတ်မကုန်းလားခဏခဏမြည်ကြ ကျွန်တော်လူဟောင်းနေလဲကျွန်တော် member အကန့်တန်တယ်ခေါ်မှာနော်အများကြီးကျွန်တော်အလုပ်လုပ်မပြီးနိုင်နိုင်နဲ့ကိုနိုင်နဲ့ဝင်လို့ပဲဥကြီးကန့်တက်ပြီးခေါ်မှာအမမဟောင်းနေတယ်ကျွန်တော်အရင်ဥသာပြီးပြောထားတယ် member ဟောင်းနေအရင်ဥသာပြီးပြောလို့ကျွန်တော်တတ်မှတ်တဲ့အချိန်တည်းမှာ limit မပြည့်ဘူးဆိုရင်တနည်းအောင်လို့လဲဆိုလို့တဲ့အရေးအတွက်ကို public မှာကျွန်တော်ပြောပြမယ်နော်အပြည့်တော်ရင်တော့ public က member အစ်စ်လက်မခံတော့အချိန်တိုက်တယ်စိတ်ဝင်စားထုတ်ရအောင်ပဲ public နဲ့ပတ်သက်မကြိုက်မရအောင်ပေါ့နော်လုံချင်လဲလုံမဲ့မလုံချင်လဲမလုပ်ပေါ့နော်အဲ့ မမဝင်ကြလို့မိတဲ့ဧည့်သည်များတဲ့ကျွန်တော်ရဲ့အဖြစ်ရှိလာပါနော်ပြီးတော့ဒီလောကအင်တန်ရှစ်ဖိတယ်ရှစ်ဖိလုံးဖြည့်ကျေကနရှာရတဲ့အိမ်မမကိစ္စနဲ့ဖြည့်ရှင်းရတဲ့အပိုင်းကြီးကပူပြီးဦးတော်စားတယ်တကြည်တော့တုံးတော့အစမခံနိုင်ဘူးကိုကိုယုံကြည်တဲ့လူကိုပြောလို့အစဉ်ပြေတဲ့အနေထားအရေးအတွက်ကြီးနေတယ်2026မှာအလိုလိုတော့မှဖြစ်တယ်ဟုတ်ဒါကြောင့်မလို့ public message များမိတဲ့ပိတ်ရှင်များ လောလောဆယ်တိလူသစ်လက်မခံပါလူဟောင်းတော်မယ်ကန့်တက်ဥယျာဉ်လေးပဲလက်ခံမယ်နော်ကျွန်တော်နိုင်နိုင်နေနေလုတ်ပြနေတဲ့ဥယျာဉ်လေးပဲပြည့်ရင်လာပြီဒါပါပဲနော် collapse ပါ